ဒီနေ့ comic story က DC hero တွေနဲ့ vampire တွေရဲ့ battle ပဲဖြစ်ပါတယ်။ comic issue အစမှာနေကင်းကြောင်တော်ကြီးစောင်ပြေးခြုံလာတဲ့သူစောင်လူက hologistic ကို OTP လာနေပါတယ်။ဒီစောင်လူက Justice League ကသူတွေနဲ့တွေ့ဘူးပြီးတော့သူ့ကိုလည်းမှတ်ပြီးပေါ်မျောလင်းပါတယ်ဆိုပြီးရောက်လာပါတယ်။သူ့နာမည်က Andrew Bennett ဖြစ်ပြီးတော့ vampire တယောက်ဖြစ်ပေမဲ့အကြောက်တရားအပြည့်နဲ့ hologistic ကိုအပြေးလာခဲ့ပါတယ်။ဒါပေမဲ့သူလာနေတဲ့လမ်းမှာကားတိုက်ခံလိုက်ရပြီးတော့စောင်လုံသွားတာကြောင့်ခန္ဓာကိုယ်ကမေးထားလာပါတယ်။အဲ့ဒီအချိန် Green Lantern ရောက်လာပြီးတော့ကဲလိုက်ပါတယ်။ ဂရင်းလန်ဒန်ကအန်ဒရူးကိုစေဘီကန်နဲ့ခေါ်သွားပြီးတော့အန်ဒရူးကလည်း Justice League အဖွဲ့သားတွေနဲ့တွေ့မှရမယ်။ကဘာကြီးပြည့်စည်ရမယ်လို့အော်နေပါတယ်။အဲ့ဒီချိန်ဂရင်းလန်ဒန်က Justice League အဖွဲ့သားတွေကမရှင်တစ်ခုနဲ့တခြားနေရာကိုရောက်နေတယ်လို့ပြောလိုက်ပါတယ်။အဲ့ဒီချိန်မှာဝန်ထမ်းတွေနဲ့ကဆန်းဝင်လာပြီးတော့ဂရင်းလန်ဒန်ကလည်းတကားပြန်မိဖို့ပြောလိုက်ပါတယ်။အန်ဒရူးက Vampire လောကမှာ Mary ဆိုတဲ့ဘေးမှာတပါရှိပါတယ်။သူက Vampire လောကနဲ့လူသားလောကကိုခွဲခြားထားပြီးတော့ကိုယ်ပိုင်နဲ့ကိုနေဖို့ကလည်း Mary ရဲ့သဘောဖြစ်ပါတယ်။ ဒါပေမဲ့အမေရိကအသက်ခံလိုက်ရပြီးတော့ဗန်ပါယာတွေရဲ့စစ်ပွဲကလည်းမကြခင်လာတော့မယ်လို့အန်ဒူးကပြောပါတယ်။အန်ဒူးကမေရီကိုတတ်တဲ့သူကိုလိုက်ရှာခဲ့ပေမဲ့အဖြေမရဘဲနဲ့မေရီရဲ့တည်ဆုံမှုကနောက်ထပ်လာမယ့်ပြောင်းလဲမှုတွေရဲ့အစလို့ပြောလိုက်ပါတယ်။အန်ဒူးကဒေါ်နယ်ဂျက်စတီထိသွားရှာခဲ့ပေမဲ့အကုန်သိနေခဲ့ပြီးတော့လက်စ်တယောက်ပဲအသက်ရှင်နေခဲ့ပါတယ်။လက်စ်ကလည်းသူမသိခင်သူ့ရဲ့သွေးကိုအန်ဒူးစီပေးလိုက်ပြီးတော့သူဗန်ပါယာမပြောင်းခင်သူ့ကိုတတ်ပေးဖို့ပြောခဲ့ပါတယ်။အဲ့ဒီအချိန်မှာဗန်ပါယာရစ်လာနဲ့ဗန်ပါယာကရော့ရောက်လာတော့အန်ဒူးကလက်စ်ကသွေးနဲ့ရစ်လာကိုထိုးလိုက်တဲ့အခါမှာရစ်လာလည်းပြကြသွားပါတယ်။ ဲ့ဒီအကြောင်းတွေကို Green Lantern ကိုပြောပြနေတော့ Zhan ကတခြား hero တွေကိုတောခေါ်လိုက်မယ်ဆိုပြီးပြောခဲ့ပါတယ်။ဒီလိုပြောလိုက်တဲ့အခါမှာ Andrew ကလန်သွားပြီးတော့တခြား hero တွေရှိနေတာလားလို့မေးနေတော့ Zhan နဲ့ Andrew ကို Green Lantern ကချုပ်ထားလိုက်ပါတယ်။အဲ့ဒီအချိန်မှာ Green Lantern ကကောင်းလေးမင်းဒီလိုမပြောသင့်ဘူးဆိုပြီးတော့ Zhan ကို Blender နဲ့ထည့်ပြီးတော့ Smoothie လုပ်တော့လိုက်ပါတယ်။ Andrew ကလည်း Green Lantern ကို Vampire မဲ့တည်သွားတဲ့အခါမှာနေအောင်ထဲမှာဘယ်လိုနေလဲလို့မေးပါတယ်။ green lantern က ray ရဲ့ power ကနေအောင်ထဲမှာပါတဲ့အသားကိုလောင်စေမဲ့ frequency ကိုကာထားလိုက်တယ်လို့ပြောရင်းနဲ့ andrew ကိုတော့နေအောင်ရဲ့ frequency နဲ့တူတဲ့အလင်းထုတ်ပြီးတော့ပြာကျအောင်လုပ်ပေးလိုက်ပါတယ်အဲ့ဒီအချိန်ဘက်ကေထဲမှာလည်းအန်ဒိုးကဖမ်းမန်းကိုစားတစားနဲ့လက်စကက်သွေးကိုပို့ပေးလိုက်ပါတယ်။တစ်ဖက်ကဘက်ကေထဲမှာလည်းဘက်ကဲနိုင်ဝင်ဖမ်းမန်းနဲ့တခြားဘက်ဖက်မလီတွေတွေ့နေကြပါတယ်။နောက်တော့နေအောင်ထိုးထားတဲ့အခန်းတစ်ခုမှာအက်ဖရက်ကလက်ဖေးတိုင်နေနေဖမ်းမန်းကသူ့မကြခင်ကအန်ဒိုးနဲ့တွေ့ခဲ့ကြောင်းပြောပါတယ်။အန်ဒိုးကစားထဲမှာဗမ်ဘိုင်းရည်နဲ့တိုက်ခိုက်ရတော့မယ်လို့ရေးထားပါတယ်။ ီးရိုးတွေနဲ့ပီလီနေကိုလည်းတားကတ်ထားပြီးတော့တိုက်ခိုက်မယ်လို့ပြောနေပါဗျ။အဲ့ဒီအချိန်ရောဘင်ကဒီလိုဖြစ်လာရင်မင်းငါတို့ကိုဘာလို့ယုံနေလို့မေးခဲ့ပါဗျ။အဲ့ဒီအချိန်မှာဘက်ကဲကလက်ဖက်ရည်ခွက်ကိုကင်ထိုင်းနေတယ်သူမယုံဘူးလို့ပြောခဲ့ပါဗျ။အဲ့ဒီအချိန်မှာရောဘင်ကအစိတ်ခံထားတာလို့မေးနေတယ်ဆရာဘက်ကမင်းတို့တောက်နေတာကပေးရည်ပဲလို့ပြောလိုက်ပါဗျ။အခုတွေးနေတဲ့အခန်းကလည်း UV light နဲ့မဟုတ်လို့မင်းတို့ဒါဗန်ပါယာဆိုရင်ပေါ်နေတော့ပြီလို့ပြောလိုက်ပါဗျ။မမရဲ့နောက်ထပ်ဆန်တမှုတစ်ခုအနေနဲ့ baggage တွေကိုခေါ်သွားပြီးတော့လဝကတိုင်တွေကိုကန်ဟန်လိုက်ပါတယ် ဘက်ဖမ်မီကမန်မာတိုင်းကကိုင်းလိုက်ပြီးတော့လက်နက်အစ်တစ်ကိုလည်းဘန်မန်ကပြပေးလိုက်ပါတယ်။တစ်ဖက်မှာလည်း Green Lantern က Flash ကိုအရေးကြီးတဲ့တစ်ခုပြောစရာရှိတယ်ဆိုပြီးခေါ်သွားပါတယ်။ Green Lantern ကလည်းကဘာကြီးကအဆုံးသတ်မှာဖြစ်ပြီးဘသူရှင်မလဲဘသူသိမလဲဆိုတာကိုဆုံးဖြတ်ရမယ်လို့ပြောပါတယ်။ Green Lantern ကလည်း Flash ကိုအခုရက်ပိုင်း Superman နဲ့ဘန်မန်ကိုစကားပြောသီးလားလို့မေးတော့ Flash ကမပြောခဲ့ဘူးလို့ပြောပါတယ်။အဲ့ဒီအချိန်မှာ Green Lantern က Flash ထိုင်နေတဲ့ခုံကနေပြီးတော့ချုပ်လိုက်ပါတယ်။အဲ့ဒီအချိန် Flash ထိုင်နေတဲ့ခုံက Flash ကိုထားချုပ်လိုက်ပါတယ်။ ။အောင်လာမဲ့စစ်ပွဲမှာ Flash နဲ့တူတိုက်ခဲ့ခြင်းပေမဲ့ Flash သာ Vampire ပြောင်းသွားရင် Vampire တွေအတွက်တောက်ဆက်ကြမှာမဟုတ်ဘူးလို့ပြောခဲ့ပါတယ်။အဲဒါကြောင့် Vampire တခင်ကမင်းကိုတတ်ခိုင်းလိုက်တယ်လို့ပြောပါတယ်။ Flash ကလည်း Vibrate လုပ်ပြီးထွက်ပြေးဖို့ကြိုးစားပေမဲ့မရဖြစ်နေပါတယ်။နောက်ဆုံးမှာ Green Lantern ကလည်း Flash ကိုတတ်ပစ်လိုက်ပါတယ်။နောက်တစ်ရက်မှာ Flash ရဲ့အလံကို Justice League ရေးတွေ့သွားတဲ့အခါမှာတော့တရားခံကိုရှာဖို့လုပ်ပါတယ်။အမန်ကဝန်နာတွင်ရင်ချီနာနဲ့စကားပြောခဲ့ပြီးဇန်နဲ့အန်ထူတည်ဆုံမှုမှာတင်းတော်သာရှိကြောင်းပြောခဲ့ပါဗျ တစ်ဖက်မှာပင်ကွင်းကလည်းဖန်ပါရတဲ့လိုက်တာခံရပြီးတော့ပြေးနေနေအစားခံလိုက်ရပါတယ်။ဝန်ဒါဝူမန်က flash တည်ခဲ့တဲ့နေရာကိုရောက်နေတော့ green lantern ရောက်လာပြီးတော့ဝန်ဒါဝူမန်ကို green lantern ကသူတို့ဖန်ပါရလောကကြောင်းပြောခဲ့ပါတယ်။ဝန်ဒါဝူမန်က flash ကိုတတ်တာ green lantern နဲ့တီးသွားတဲ့အခါမှာ laser dot 2နဲ့ချုပ်လိုက်ပါတယ်။ဒါပေမဲ့ green lantern ကဝန်ဒါဝူမန်ကိုအင်္ဂွေချပြီးတော့ဖန်ပါရပြောင်းမိလိုက်ပါတယ်။တစ်ဖက်မှာလေဒေးနီယယ်ရော်ဘင်က Black Canary နဲ့ပင်ကွင်းတည်တဲ့နေရာမှာတွေ့နေကြရင်အချင်းချင်းဗမ်ပါယာအထင်နဲ့ခြားကြပါလေ Black Canary က Robin ကိုသွေးတစ်ခုနဲ့ထိုးလိုက်ပြီးတော့ Vampire မဟုတ်ကြောင်းသိသွားပါတယ်။ Black Canary ကလည်းသူတို့နေတဲ့နေရာကိုပြန်သွားပြီးတော့ Penguin ကတည်သွားကြောင်းပြောလိုက်ပါတယ်။နောက်တော့ Justice League တွေက meeting လုပ်ဖို့ခေါ်ခဲ့ပေမဲ့ Batman ကရောက်မလာခဲ့ပါဘူး။အဲ့ဒီအချိန်မှာ Wonder Woman နဲ့ Green Lantern က Barry ကိုတတ်တာ Batman ဖြစ်ကြောင်းပြောလိုက်ပါတယ်။တစ်ဖက်က Constantine ကလည်းဘာတစ်ခုမှရမကလုံးလေလုံးနေတော့ဇာတနာရောက်လာပါတယ်။ကိုစတန်နင်းကိုဇာတာနာကတနေရာသွားဖို့ပြောလိုက်တဲ့အခါမှာကိုစတန်နင်းကဘာနာကိုသွားပြီးတော့မက်ဂျင်နဲ့ချုပ်ထားလိုက်ပါတယ် ဇာတာနာကလည်းသူဖန်ပါရမယ်ဘလို့တည်လဲမေးခဲ့ပြီးတော့ကိုစင်သိန်းကတော့ဇာတာနာကိုအပြော်ဖမ်းနိုင်အောင်တော့ပါပဲတစ်ဖက်ကဘက်ကိဖရဲမှာဖန်မန်းကဘလက်စင်မဲ့ယူနေတော့အမောင်ထဲမှာတခုခုရှိနေတာကိုသတိထားမိသွားပါတယ်အဲ့ဒီအချိန်ဘက်ကိတစ်ခုလုံးကိုအမောင်ချလိုက်ပြီးတော့ green arrow ကလည်းဆရာဘက်ကိုမျှားနေပစ်လိုက်ပြီးမတက်နိုင်လို့လောက်ရတယ်လို့ပြောပါတယ်ဒီမြားလူလင်ကဆရာဘက်ကိုအထင်သေးတာငါးချောင်းတိမယ်ဆိုပြီးတော့အရေးသေးကနေဆရာဘက်ထွက်လာပြီးမြားလူလင်ကိုညံနှင်းပွေတိုင်းကျွေးလိုက်ပါတယ်။မြားလူလင်ကလည်းဘေးရမနဲ့သူ့မှာရှိတဲ့ပရိတ်ကြီးနဲ့ပြစ်လိုက်ပြီးတော့နှစ်ယောက်သားဗန်ပါရမဟုတ်ဘူးဆိုတာကိုသတိထားမိသွားပါတယ်။ တစ်ဖက်ကကွန်စတန်တင်ရှိနေတဲ့ဘားမှာလည်းဒေါက်တာဖိတ်ပေါ်လာပြီးတော့စန်ဒါနာကိုတတ်လိုက်ပါတယ်။ဘက်ကိထဲမှာတော့မြားနဲ့ငှက်စကားပြောနေကြတော့ဝန်ဒါဝူမန်တို့ကဝင်လာပြီးတော့စကားပြောဖို့လိုတယ်ဆိုပြီးရောက်လာပါတယ်။အဲ့ဒီအချိန်ဝန်ဒါဝူမန်ကဘယ်ဒီကိုတတ်တာနားလဲပါလိမ့်လို့ပြောနေတော့ဆရာဘက်ကဝန်ဒါဝူမန်မဟုတ်ဘူးသွေးဆုပ်ကောင်ဆိုပြီးတော့အချွန်နဲ့ပြစ်လိုက်တဲ့အချိန်မှာဂရင်းလန်ဒန်ရောက်လာပါတယ်။အဲ့ဒီအချိန်ဆရာဘက်နဲ့ဂရင်းလန်ဒန်တို့အပြိုင်ချနေကြရင်လည်းစူပါမန်တို့ရောက်လာခဲ့ပါတယ်။ စူပါမန်ကထုံးစံတိုင်းအကိုညှိပေးမယ်ပြောရင်လည်းဘန်မန်ကလည်း green arrow ကိုမရတော့ဘူးချလို့ပြောရင်လည်းဘန်မန်နဲ့ green arrow ကတစ်ဖက် justice league ကတစ်ဖက်တိုက်ခဲ့ကြပါတယ်တိုက်ပွဲကပြင်းထန်နေတော့ green arrow ကဘန်မန်ကိုဘာပလန်ရှိလဲမေးနေရင်လည်းဆရာဘက်ကမျှနေတာပြစ်လို့អော်လိုက်ပါတယ် cyber ကဂျာကနေတိုက်ပွဲကိုထိမ့်ပြီးဘာလို့ berry ကိုတတ်လိုက်ရလဲလို့မေးတဲ့အခါမှာဘန်မန်က green lantern တက်တာလို့ပြောခဲ့ပါတယ်အဲ့ဒီအချိန် cyber ကတက်တည်ရှိလာလို့မေးတော့9ကွန်ပျူတာထဲမှာရှိရလို့ပြောလိုက်ပါတယ် cyber ကဘက်ကွန်ပျူတာနဲ့ချိန်လိုက်တဲ့အခါမှာမျိုးတစ်ခုလုံးမီးပြတ်သွားပြီးတော့ cyber ကနေလျှက်စစ်လိုင်းကထပောက်ွယ်ပါတယ် ဘက်ဖ်ကီတခုလုံးနဲ့အမောင်းကျသွားတဲ့အချိန်မှာ Green Lantern ကဘန်မန်းကိုရှာနေခဲ့ပါတယ်။ဘန်မန်းကအဝါရောင်ဆီလီကွန်ဖလိန်းကိုတုံးပြီးတော့ Green Arrow ရဲ့အစွမ်းကိုခဏသုံးမိအောင်လုပ်လိုက်ပါတယ်။အဲ့ဒီအချိန် Arrow ကိုမျှနဲ့ပြစ်ဖို့ပြောလိုက်ပါတယ်။ Arrow ရဲ့မျှကပခုံးကိုထိသွားတော့ Green Lantern ကမင်းလွဲသွားတယ်လို့ပြောတဲ့အခါမှာဆရာဘက်က Green Arrow ကဘယ်တော့မှမလွဲဘူးလို့ပြောလိုက်ပါတယ်။ Green Arrow ကဒါဆိုမင်းအမားလုံးလိုက်တာလားလို့မေးတဲ့အခါမှာငါလည်းဘယ်တော့မှအမားမလုပ်ဘူးဆိုပြီးတော့နောက်ထပ်မြားတစ်ခုနဲ့ပြက်ခိုင်းပါလေ ဒီများကိုမာရှင်မဟန်နာကဖမ်းလိုက်ပြီးတော့မိထလာနာကြာသူ့လမ်းနေတော့တယ်လီပိုတာဆက်တဲ့ထည့်ပြီးတော့ space တွေကိုပြစ်လိုက်ပါတယ်။အဲ့ဒီအချိန်ဟော့ကဲကလာတိုက်ခိုက်ပေမဲ့ green arrow ကလည်းမျှနေပြစ်ပြီးတော့တားလိုက်ပါတယ်။ဒါပေမဲ့နောက်ထပ်လာမယ့်ရန်သူက wonder woman ဖြစ်ပါတယ်။ဆရာဘက်နဲ့ arrow ကလည်း wonder woman ကိုတတ်နိုင်တယ်လို့ချနိုင်ကြရင်လည်းဘမ်မဲရဲ့လက်တစ်ဖက်လည်းကျိုးသွားပါတယ်။အဲ့ဒီအချိန်မှာ robin နှစ်ယောက်ကရောက်လာပြီးတော့ဘမ်မဲနဲ့ arrow ကိုခေါ်ပြီးပြေးကြရင်လည်းဘမ်မန်းကလည်းဝင်းအိမ်တော်နဲ့ bucket ကိုဖောက်ခွဲလိုက်ပါတယ်။ အဲ့ဒီအချိန်ပောက်ခွဲသွားတဲ့ Buff Gate ထဲမှာ Wonder Woman နဲ့ Green Lantern တို့ကစူပါမန်ကိုဖန်ပိုင်းရဖြစ်ပြောင်းမိလိုက်ပါတယ်။ဒီလိုနဲ့စူပါမန်နဲ့ဖန်ပိုင်းရဖြစ်သွားပါတယ်။ဖန်မန်တို့ကလည်းခဏတာပုံခွန်နေရင် Wonder Woman လိုက်လာတာကြောင့်တိုက်ခိုက်ဖို့အသင့်ပြင်နေကြပါတယ်။ကျန်တဲ့အဖွဲ့သားတွေကလည်း Green Lantern နဲ့တိုက်ခိုက်နေတော့ဖန်မန်က Wonder Woman နဲ့တိုက်ခိုက်ပါတယ်။ Wonder Woman ကဖန်မန်ကိုရပြီးထင်နေတော့ Red Hulk ကတခါတော့ကို UV လိုက်ထွန်းလိုက်ပြီးတော့ Wonder Woman ကိုခဏလေးအနိုင်လိုက်ပါတယ်။ ဒါပေမဲ့ဒီ UV light က Greenland ဘောတည့်ရမှုမရှိတာကြောင့်သူ့ရဲ့လက်စွပ်အစွမ်းနဲ့ဗန်မန်းကိုဖမ်းလိုက်တော့ Africa ကဝင်လာပြီး Greenland ရဲ့လက်စွပ်ရှိတဲ့လက်ကိုဖျက်ချလိုက်ပါတယ်။လက်စွပ်အစွမ်းတုံးမရတော့တာကြောင့် Greenland လည်းမိထားလောက်ပါတယ်။အဲ့ဒီအချိန်မှာ Green Arrow က Berry ကိုတက်လို့စိတ်ဆိုးသွားပြီး Greenland ရဲ့ရင်မက်ကိုတစ်သားများနဲ့ထိုးပြီးတက်လိုက်ပါတယ်။တစ်ဖက်မှာလည်း Bagger က Harley Quinn နဲ့အတူရှိနေပြီးတော့ Vampire King က Joker မဟုတ်ကြောင်းပြောလိုက်ပါတယ်။ Vampire ဖြစ်ကြောင်းတင်းတော်စားတွေက Joker ကိုပဲပြထားပေမဲ့ Joker ကလည်း Vampire လက်ချက်ကြောင့်တေးသွားပါတယ်။ ဗမန်တို့ကဒီတော့အယူလုံးနေတာတယောက်ပဲရှိတယ်ဆိုပြီး Bad Family ကိုကြည်နေတော့နိုင်ဝင်းကရုတ်တရက်ဗမန်ရဲ့နှလုံးကိုထားပေါက်ပြီးတတ်လိုက်ပါတယ်။ဗမန်တည်သွားပါပြီ။အဲ့ဒီအချိန်မှာ Bad Family နဲ့နိုင်ဝင်းတို့တိုက်ခိုက်ကြရင်လည်းမနိုင်ဖြစ်နေပါတယ်။ Team Robin ကိုလည်းခဏလေးအနိုင်ချပြီးတော့ Team ကဘယ်လိုမျိုး Vampire Test လုပ်ခဲ့လဲလို့မေးပါတယ်။နိုင်ဝင်းက Starfire ကိုပြောင်းဖို့စူးစမ်းပေမဲ့မရတာကြောင့်တတ်လိုက်ရတယ်။ဒါပေမဲ့ Starfire ရဲ့သွေးကနည်းနည်းသုံးလိုက်ရင်ခဏတာနေအောင်နေထွက်နိုင်ပြီးတော့ပရိရဲ့ဒဏ်ကိုလည်းခံနိုင်ကြောင်းပြောပါတယ်။ ဒေနီယန်ကလည်းသူ့အဖေဘမ်မန်ကိုတတ်တာစိတ်ဆိုးသွားပြီးသွားချတာကြောင့်နိုင်ဝင်းကကြိုက်လိုက်ပြီးတော့ဘမ်မန်ရပြောင်းမိလိုက်ပါတယ်။အဲ့ဒီအချိန်ကျန်တဲ့ဟီးရိုးတွေကနောက်ကနေပြေးပေမဲ့ရက်ဟော့ကဒေနီယန်ကိုကယ်ဖို့ပြန်ဝင်သွားပါတယ်။ဒါပေမဲ့ရက်ဟော့ကနိုင်ဝင်းကိုမနိုင်ခဲ့ပေမဲ့အတတ်နိုင်ဆုံးချနေရင်နိုင်မလို့ဖြစ်နေတော့ဒိုင်ယန်နာဝင်လာပြီးတော့ရက်ဟော့ကိုလည်းကြိုက်တက်လိုက်ပါတယ်။ရက်ဟော့ကလည်းတိမ်မလို့ဖြစ်နေရင်မျှသမားပြစ်လိုက်တော့လို့အော်နေရင်ရက်ဟော့ရဲ့ရင်မကိုမျှလာဆိုင်ပြီးတော့အိမ်တစ်ခုလုံးပါခွဲသွားပါတယ်။ဒီလိုနဲ့ Green Arrow နဲ့ Effort တို့ကလည်းလုတ်သွားပြီးတော့နိုင်ဝင်းကလည်းဆက်မလိုက်ဖို့ပြောခဲ့ပါတယ်။ နိုင်ငံကဖန်ပါရရဲ့ဘရင်ဖြစ်ပြီးဒီနေ့ကစပြီးကဘာကြီးကလည်းသတို့ပိုင်ဖြစ်ကြောင်းပြောလိုက်ပါတယ်။ US government ကလည်းဖန်ပါရစူပါမန်လက်ချက်နဲ့ကြားထုံးသွားပါတယ်။ DC hero တွေနဲ့ဖန်ပါရရဲ့တိုက်ပွဲ comic ကိုဒီမှာပတ်ဝန်းကျင်နဲ့ရထားကြပါတယ်။မကြခင်ပတ်တူးနဲ့တူပြန်လာခဲ့ပါမယ်။